သက်များအားလုံးပဲမင်္ဂလာပါရှင်ရန်ကုန်မြင့်ကွင်းကျအစီအစဉ်ကိုတင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်ဒီကနေ့ကရန်ကုန်မြင့်ကွင်းကျအစီအစဉ်ကိုတင်ဆက်ပေးဖို့အတွက်အခု MRT4 ရိုက်ကူးရဲ့အဖွဲ့သားများဆိုလို့ရှိရင်တော့မြောက်ကလာပါမြို့နယ်တတလင်းကျရပ်ကွက်မှာရှိတဲ့အင်ဒရာ၁၂လမ်းကိုရောက်ရှိနေကြပဲဖြစ်ပါရှင်ဒီကနေ့မှာပြည်သက်များကိုတင်ဆက်ပေးချင်တာကတော့ကနဝင်းနှလုံးသားပရာဟိတာအဖွဲ့ရဲ့လင်းနှစ်ပြမြောက်ခဲ့ပြီးဖြစ်တဲ့နှစ်ပတ်လည်နဲ့အထင်းမှအဖြစ်ကျင်းပပြုလုပ်တဲ့တက်ကြီးရွယ်ဦးဘိုးဘွားများကိုပူဇော်ကြတော့တဲ့အခမ်းအနားကိုတင်ဆက်ပေးချင်ပါတယ်အခုလိုမျိုးအခမ်းအနားနဲ့ပူဇော်ကြတော့ခြင်း အပြင်တက်ကြီးရွယ်ဦးဘိုးဘွားများကိုအိမ်နာရရောက်တွားရောက်ကြောတဲ့အစဉ်စဉ်လေးလက်ပါဝင်အောင်မှာ ဖြစ်တဲ့အတွက်ပရိသတ်များအားလုံးကိုဆက်လက်ရှူစားအားပေးဖို့အတွက်ဖိတ်ခေါ်ပါရစေရှင်ပရိသတ်များရှင် ကနဝင်းနှလုံးသားပရာဟိတလူမှုရေးအသင်းမိသားစု Classes Heart Social Organization CHSO ရဲ့လင်းနှစ်ပြည့်အထိမ်းအမှတ်စတုထအကြိမ်မြောက်တကြီးပူစောပွဲအခမ်းအနားကိုတော့ကနဝင်းနှလုံးသားပရာဟိတအသင်းဝင်များကရော့ကန်ဘိုးဘွားများစုံလင်စွာနဲ့တရားအားပေးခဲ့ကြပါတယ်ခန္ဓာစတင်ကြောင်းကျင်းပပြီးချိန်မှာတော့နမောတတ္တ၃ချိန်ယူဆို၍အခမ်းအနားကိုဖွင့်လှစ်ခဲ့ပြီး CHSO အသင်းမှဥက္ကဋ္ဌဆရာဦးစွေအောင်က အဖွင့်မိတ်ဆက်စကားနဲ့အတူ ကနဝင်းနှလုံးသားဖွဲ့စည်းတည်ထောင်ဖြစ်ပုံနဲ့လင်းနှစ်ပြည့်အထိမ်းအမှတ်အနေနဲ့ကျင်းပပြုလုပ်တဲ့အကြောင်းအရာများကိုရှင်းလင်းပြောကြားပေးခဲ့ပါတယ်ကျားတို့ရဲ့ကနဝင်းနှလုံးသားပရိုက်တာဖွဲ့ရဒီနေ့ဆိုလေးနှစ်ပြည့်မြောက်ခဲ့ပြီဆိုတော့ဘလို့ရည်ရွယ်ချက်တွေနဲ့စတင်ဖွဲ့စည်းဖြစ်ခဲ့လဲဆိုတာသိပြရစေရှင်ဟုတ်ကဲ့ပါခင်ဗျာ တို့ရဲ့အကန်တော်ဝင်နှလုံးသား bright ရလူမျိုးရေးအသင်းကို25ရဲ့3လ2012တနင်္ဂနွေနေ့မှာစတင်ဖွဲ့စည်းခဲ့ပါတယ်။ဖွဲ့စည်းပြီးတော့ရွေချက်ကတော့9ချက်ရှိပါတယ်။အဲဒီအဲ့ဒီမှာကျွန်တော်အဓိကမန်တိုင်3ရက်ကတော့စင်ရဲ့ number ပြီးတော့မိဘမဲ့ចောင်းသူចောင်းသားတွေရဲ့ပညာရေးဆုံးကန်းတိုင်အောင်ဆက်လက်သင်ကြားနိုင်ရေးပေါ့ဒုတိယမန်တိုင်တစ်ခုကတော့တကြီးရွယ်ကိုအဖိုးဘွားတွေရဲ့ကျမ်းမာရေးကိုကြီးဆောင်းလျှောက်ရမ်းဆိုတဲ့အချက်ပေါ့တတိယအချက်ကတော့ မြန်မာနိုင်ငံတဏ္ဍတလျားမှာတဘာဝဘေးရနေရဖြစ်ပေါ်လာရင်ကုညီဆောင်းရှောက်ရန်ဆိုတဲ့ရွေးချက်၃ချက်ဖြစ်ပါတယ်ခင်ဗျာကဲပါလင်းနစ်တာကာလာအတွင်းမှာပြုလုပ်ခဲ့ပရိတ်တခီးစင်တွေကမှတ်မှတ်ရရှိခဲ့ခီးစင်နဲ့ပတ်သက်ပြီးတော့လည်းဒီကျင်းပါရရှိဟုတ်ကဲ့ပါမှတ်ရတွင်တော့ကျွန်တော်တို့ရွေးချက်တိုင်းပေါ့ပထမဦးဆုံးတော့ကျွန်တော်တို့ပညာရေးထောက်ပံ့လူတန်းနိုင်ခြင်းဆိုတဲ့ရွေးချက်ကိုတော့ကျွန်တော်တို့တော်တော်များများလေးအကောင့်တွေဖော်ပြခဲ့ပါတယ်အဲ့မှာကျွန်တော်တို့ကိုမျိုးနယ်အတွင်းက ်သင်ရဲနွမ်းပါတဲ့ကျောင်းသူကျောင်းသားတွေကိုလည်းထောက်ပံ့နိုင်တယ်လို့ရက်ဝေးမှရှိတဲ့ဘာကကျောင်းနေတိလရှင်ကျောင်းနေမှာလည်းပဲကျွန်တော်တို့ပညာရေးထောက်ပံ့ပြီးတော့လူရနိုင်ခဲ့ပါတယ်ပဲခူးတိုင်းကဝမြို့နယ်တရက်ပင်ကြီးရွာမှာကျွန်တော်တို့တွေကဘာကကျောင်းမှာရှိတဲ့ကျောင်းသူကျောင်းသား252ဦးကိုကျွန်တော်တို့တွေကပညာရေးထောက်ပံ့ပြီးတော့လူရနိုင်ခဲ့ပါတယ်အဲ့ဒီမှာဆိုရင်တော့ကျွန်တော်တို့ဘလို့ပြဝမ်းသာလုံးလို့ဘလို့ပြမျက်ရည်တောင်လဲမိတယ်ပေါ့နော်နောက်တစ်ခုကတော့ ပူပူနွေးနွေးပဲအဲ့ပုံစံမျိုးလေးပဲကျွန်တော်တို့ဒီ2015ခုနှစ်ကျွန်လမှာဆိုလို့ရှိရင်ကျွန်တော်တို့မြောက်ကလာဘမြို့နယ်ပြွန်တလာတီလာရှင်ကျောင်းတိုက်ခဲ့အဲ့မှာတီလာရှင်လေးတွေမိဘမဲ့နေရလာတဲ့ဟိုတိုင်းရင်သားကလေးတွေပေါ့အဲ့ကလေးတွေပညာရေးထောက်ပံ့တွေလူတန်းနိုင်ခဲ့ပါတယ်အဲ့ဒါကိုတော့ကျွန်တော်တို့ပို့ပြီးတော့ပေါ့နော်မမလူတန်းနာတဲ့ပညာရေးထောက်ပံ့တွေကိုလူတန်းခဲ့တာတော့ကိုကြီးမြောက်ခဲ့ပြီပေါ့ဒါပေမဲ့အဲ့နှစ်ကြိမ်ကိုတော့ရင်ထဲမှာနည်းနည်းပို့ပြီးတော့မမရဆွဲလန်းဖြစ်ခဲ့တယ်လို့ပြောရမှာပေါ့နော်အဲ့လေ ဒီနေ့မှဆိုလို့ရှိရင်လည်း brighter လုပ်ငန်းတွေလုပ်တဲ့အခါမှာပေါ့နော်ဒီကနေ့အခမ်းအနားမှာတခြားသောအခမ်းအနားတွေမတူဘဲနဲ့ထူးခြားမှုတွေရှိရလို့သိရပါတယ်ဒါနဲ့ပတ်သက်ပြီးတော့လည်းပြောပြပေးပါအောင်ရှင်ဟုတ်ကဲ့ပါအဲ့တော့ကျွန်တော်ဒီတကြီးပူသောဘွဲကိုတော့ကျွန်တော်တို့ဒီအသင်းရဲ့နှစ်ပတ်လည်နဲ့အတူတူပေါ့လေးနှစ်ပြည့်မှာယခုတွင်ဒါသရုတ်ထအကြိမ်ပြောလုပ်နိုင်ခဲ့တယ်ပေါ့ပရမတစ်ကြိမ်ဒုတိယအကြိမ်မှာတော့အဖိုးဘွားတွေကိုကျွန်တော်တို့ကကျွန်တော်တို့အသင်းရဲ့တီရှိရာအကြောင်းကိုပင့်ဖိတ်ပြီးတော့ကြော့ခဲ့တယ်ပေါ့နောက်တစ်ခါတတိယနှစ်မှာတော့ကျွန်တော်တို့က လူလူငွေတွေလည်းတိုးပြီးတော့ဘိုးဘွားတွေအိမ်နိုင်ရအောင်လိုက်ပြီးကြောခဲ့တယ်။အဲ့မှာဒီနေ့ကတော့အိမ်နိုင်ရအောင်လိုက်ကြောတဲ့နေရာမှာလည်းပဲပို့ထူးကြတာတော့ကျွန်တော်တို့ရဲ့ဖြောပြေးအစီအစဉ်လေးပါထည့်သွင်းပြီးတော့ကျွန်တော်တို့ကလိုက်လံကြောခဲ့တယ်ပေါ့နော်။ဒါလေးကိုတော့ကျွန်တော်တို့ပို့ပြီးထူးကြိုက်လို့ပြောချင်ပါတယ်ပေါ့။ဟုတ်ကဲ့ပါ။ဆလပီအခမ်းအနားမှာ စာရေးဆရာတည်င်းစာဆရာရွတ်တံများနဲ့တဘာဝပတ်ဝန်းကျင်ဆိုင်ရာဆွေးနွေးသူ ဆရာအောင်ရထွန်းဓာတုကယနေ့အခမ်းအနနဲ့ပတ်သက်တဲ့အမှတ်တရစကားကိုပြောကြားပေးခဲ့ပါတယ်။အဲဒီလုတ်ကတော့ဗျာအများကျွတ်တယ်ဘူးတဲ့လို့လေဟုတ်တယ်မှာတူဦးတယောက်ထဲကိုကူညီလိုက်ရရင်တော့မပီတိဖြစ်တာပဲဒါကအများအတွက်အများအတွက်ဆိုတဲ့နေမှာသူကပညာရေးပါတယ်ဗျာသူကကျမ်းမာရေးပါတယ်ဗျာတဘာဘင်းရနေကြနေတဲ့နေအကူညီပေးတာတွေပါတယ်ဗျာအဲ့အမှတ်တမမွန်မြတ်တဲ့လို့ဆိုတဲ့အခါကျတော့ကျွန်တော်လူမပြောနဲ့ပေါ့ဘေးလူကတော့ပီတိဖြစ်တဲ့အသင်လေ ဟုတ်တော့ဒါနာမည်ပေးထားတဲ့ခန္ဓာဝင်နှလုံးသားဆိုတဲ့အနေထားကိုလည်းကျွန်တော်အယံခံစားရတယ်။မေတ္တာတရားဆိုတာတော့ဗျာကျွန်တော်တို့ဒါလူမလေးတွေမကောက်ဘူးလေ။ဟုတ်တယ်မလား။ကျွန်တော်30ပုံသားအကုန်လုံးမှာမေတ္တာထားနိုင်ကောင်းတာပဲလေ။ဟုတ်တယ်မလား။အဲ့တော့ခုနကတော့ပြောသလိုပေါ့ဒီမေတ္တာတရားနဲ့ပတ်သက်ပြီးတော့ပြောမယ်ဆိုလို့ရှိရင်ဒီလောက်ကစေတနာမှာပါပဲလို့လို့မရအောင်။ဟုတ်တယ်မလား။ခုနကတော့ပြောတယ်ပေါ့ဥက္ကဋ္ဌကြီးတယောက်တည်းလို့လို့မရဘူး။အတွင်းမှုတယောက်တည်းလို့လို့မရဘူး။ ဒီနေရာမှာကကျွန်တော်တို့ကဗာလဲဆိုတော့ဒီငွေကြေးအများကြီးစိုက်ထုတ်တဲ့လူတွေရဲ့အားကိုသိမှတ်ပြီတို့လို့ပဲစေတနာနဲ့လှုပ်အားပေါ်မှာជីជីဖြူဖြူနဲ့လုံတဲ့လူတွေရဲ့အားကိုလည်းကျွန်တော်တို့ကသတ်မှတ်ကြမှာပဲလေတို့ဟုတ်တယ်မလားတို့ရဲ့မေတ္တာကိုလည်းကျွန်တော်ကခံယူမယ်ဆိုလို့ရှိရင်ဒီနေ့ကပိုတူတက်တဲ့သင်ဖြစ်သွားမှာပါဟုတ်ကဲ့ဒီလုပ်ကိုလုပ်တဲ့နေရာမှာအသက်အရွယ်မခွဲခြားဘဲနဲ့ဥပမာနဲ့လူရွယ်လို့ဖြစ်လာတဲ့ကလူသိစေတဲ့ရှိတဲ့ဆိုတဲ့ကာလတွေကလူဘဝစတဲ့ဆိုတဲ့ကာလတွေကပရာဟိတကိစ္စပေါင်ဝမ်းမှာဖြစ်လို့နောက်ဆုံးမှာ သေပြီးတော့နောက်ဘုရားကူးသွားတယ်ပရာဟိတလုပ်တွေကလောရမဲ့လုပ်တွေဖြစ်တော့ပရာဟိတလုပ်တွေလူတွေအကောင်လုံးကကျွန်တော်တို့ရဲဘော်ရဲဘက်ညီကောင်မောင်နှမတွေကျွန်တော်ခံယူပါတယ်အိမ်နာမှာတော့အပူစော်ခံတက်ကြီးဘိုးဘွားတို့အားကာရဝါလက်ဆောင်များကိုပေးရခရော့ခဲ့ပါတယ်ဆလဘီ CHSO အသင်းရဲ့အတွင်းရေးမှူးဦးသိမြင်ကအပူဆောင်ခံဖို့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 တို့အားအိမ်နာရရောက်တွားရောက်ကြုံးမဲ့အစီအစဉ်နဲ့ပတ်သက်ပြီး ရှင်းလင်းပြောကြားပြီးတဲ့နောက်မှာတော့ဥက္ကဋ္ဌဆရာဦးစီအောင်ကအခမ်းအနားနဲ့ပတ်သက်ပြီးညီကုန်းချုပ်စကားကိုပြောကြားပေးခဲ့ပါတယ်။အခုလောကဏ္ဍဝင်းနှလုံးသားပရာဟိတအဖွဲ့မှအသင်းဝင်အဖြစ်ဆောင်ရွက်လျက်ရှိတဲ့ညီမလေးတူဦးရဲ့ဝန်တာပီတီစကားတန်းလို့ကိုလည်းကြားသိရမှာဖြစ်ပါရဲ့ရှင်။2023ခုနှစ်ကဝင်ရောက်တာမှာပြီးတော့ဟိုဒီလိုပဲရေးပေးသွားလူတဲ့ဟာတွေကအဲ့လိုမျိုး သွားပြီးလိုက်ဖြစ်တယ်အသက်ကြီးပုဆိုပဲခရော့တော့အရန်ပျော်တယ်ပြောရင်ထဲမှာလည်းကြည်နူးမိရယ်ပေါ့အိမ်နောက်မှာတော့ကရော့ကန်ပိုးပွားများအားအိမ်နာရရောက်လှည့်လည်ပူဆော်ကရော့ချင်းစီစဉ်ကိုပြုလုပ်ခဲ့ပြီးလှည့်လည်မထွက်ခွာခင်မှာနမောတတ၃ချိန်ယူဆိုပြီးမြစ်တာတုံရွက်ဖက်တရဆေမှုကိုပြုလုပ်ခဲ့ပါတယ်။ အဲဒီနောက်ဖျော်ဖြေအစီအစဉ်များနဲ့ကလဲလှယ်ထွက်ခွာခဲ့ပြီးပထမဦးစွာအသက်တရာရှိပြီဖြစ်တဲ့ဖောဖွားတော်သိမ်းများရှိရာ အောင်မင်္ဂလာနဲ့ရွှေပောက်ကန်တို့ကိုရိုင်းကိုကြသွားရောက်ကြော်ခဲ့ကြပါတယ်နာမည်လေးကိုတမီးတို့ပြောပြပေးပါအောင်။ဟုတ်စိတ်မြား ယ်ဖေဖေရန်ကုသိုလ်ကောင်းတာပဲအခုအသက်တရာကျော်တဲ့အထိနေနိုင်တာပေါ့နော်ဖေဖေရဲ့ဘာကြောင့်ဒီလိုမျိုးအသက်ရှည်တယ်ဆိုရင်လျှက်ဝက်ချက်လေးပြောပြပါလားဩစိတ်ဓာတ်ကောင်းလို့ဖို့တပည့်ရဲ့ပါဒါဆိုရင်အခုလိုမျိုးဖွားဖို့ပေါ့နော်တကူတကလာပြီးတော့ကြောကြတဲ့အဖွဲရောအဖွားဗာများပြောချင်ပါလဲရှင့်ဩကျေးဇူးတင်ပါတယ်လို့ ဆက်လက်ပြီးအသက်104နှစ်ရှိပြီဖြစ်တဲ့ဘဘတော်စန္ဒာနေထိုင်ရာရွှေပောက်ကံမြို့နယ်မြို့ပတ်လန်ကိုကနဝဲနှလုံးသားပရိဟိတအဖွဲ့ဝင်များကတွားရောက်ပူဇော်ကြတော့ခြင်းတို့ကို ပြုလုပ်ခဲ့ကြပါရဲ့ရှင်။ ပရိသတ်များရှင်ဒီကနေ့မှဆိုရင်တော့ကန္နဝဲနှလုံးသားပရာဟိတာလူမှုရေးအသင်းမိသားစုရဲ့လင်းနှစ်ပြည့်အထိမ်းအမှတ်အဖြစ်ကျင်းပပြုလုပ်တဲ့တက်ကြီးပူဇော်ပွဲအခမ်းအနားကိုရိုက်ကူးတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။ကြည့်ရှုနေကြတော့ပရိသတ်များအနေနဲ့လည်းကန္နဝဲနှလုံးသားပရာဟိတာအဖွဲ့နဲ့ထတ်တူထက်များជីနူးပီတီများကိုခံစားရရှိနိုင်ကြစေဖို့ဤရွယ်ရင်ဒီကနေ့အစီအစဉ်ကလည်းနှုတ်ဆက်ပါရစေရှင်။ကြည့်ရှုအားပေးခဲ့ကြတဲ့ပရိသတ်များအားလုံးကိုလည်းကျေးဇူးထူးပဲတင်ရှိပါတယ်ရှင်။